မင်္ဂလာပါရှင်ခေတ္တညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်တိုင်းသားတွေဖြစ်နိုင်တာပြောဖို့လိုပြီးမဖြစ်နိုင်တာတွေရှောင်မလို့ဖို့နဲ့နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြဖို့မင်းအောင်လှိုင်ကပြောဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ် အတက်ဘက်မြောက်လိုင်းကတိုင်းသားလက်နက်ကိုင်များအနေနဲ့ငြိမ်းချမ်းရေးရရှိရေးဖြစ်နိုင်တာတွေသာပြောဖို့လိုပြီးမဖြစ်နိုင်တာတွေရှောင်မလို့ဖို့နဲ့နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြဖို့ဆိုပြီးပြောဆိုပါရယ်ဒီနေ့နေပြီးတော့မှ NCA တနိုင်ငံလုံးအပြစ်ခတ်ရစဲရေးစာချုပ်လက်မှတ်ရေးထိုးခြင်း10နှစ်ပြည့်အခမ်းအနားမှာမြောက်လိုင်းကအဲ့ဒီလိုပြောဆိုတာဖြစ်ပါရယ်သူအနေနဲ့ငြိမ်းချမ်းရေးရရှိရေး Friday ပြည်တော်စုဖြစ်တွင်းအတွက်တိုင်းသားလက်နက်ကိုင်တွေကိုဖိတ်ခေါ်ခြင်း အခြေခံဥပဒေကိုပြင်ဆင်ဖို့လည်းသဘောတူညီထားကြောင်းလာမယ့်ပြည်အောင်စုလွှတ်တော်မှာဆွေးနွေးရမှာဖြစ်ကြောင်းရွေးကောက်ပွဲမှာတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေဝင်လာနိုင်အောင် PR စနစ်ကိုအသုံးပြုထားကြောင်းနိုင်ငံရေးပြဿနာတွေကိုလက်နက်ကင်ပြီးတော့ဖြေရှင်းလို့မရပဲဆွေးနွေးဖြေရှာရမည်ဖြစ်ကြောင်းလွှတ်တော်ထဲမှာပြောရင်ပိုကောင်းကြောင်းမယောင်လိုင်းကဆိုပါတယ်ဖြစ်နိုင်တာကျွန်တော်ဘက်ကလုပ်ပေးမယ်တိုင်းရင်းသားနဲ့သက်ဆိုင်ရာပုံကူများကလည်းဖြစ်နိုင်တာကိုပဲပြောဆိုဖို့လိုတယ်လို့ပြောချင်ပါတယ် မဖြစ်နိုင်တာကိုရှောက်ပြီးတော့မှလုံနေလို့မရပါဘူးဥတီကျမန်ကန်စွာလုတ်ဖို့လဲလိုအပ်ပါတယ်တိုင်းသားတွေရဲ့တောင်းဆိုချက်တွေကိုပြောတဲ့အခါမှာနိုင်ငံရေးစင်မြင့်ဖြစ်တဲ့လွှတ်တော်ပေါ်မှာပြောနိုင်တာတော့အကောင်းဆုံးဖြစ်တယ်လို့မယောင်လိုင်းကဆိုပါတယ်နိုင်ငံမှာအခုလိုပြဿနာတွေကြုံနေရတာကပညာရေးကြောင့်ဖြစ်ပြီးမြန်မာနိုင်ငံရဲ့ပညာရေးအခြေအနေကမကောင်းမွန်ကြောင်းပညာရေးကိုသူ့အနေနဲ့ဦးစားပေးပြီးသာသမီချင်း ကျောင်းသားချင်းစာနာတတ်ကြဖို့လိုကြောင်းကျောင်းမဲကိုပြန်လည်ထိန်းချုပ်ပြီးနောက်ပညာရေးကိုဦးစားပေးအနေနဲ့ကျောင်းတွေချက်ချင်းဖွင့်ခိုင်းခဲ့ကြောင်းမေအောင်လိုင်ကဆိုပါတယ်။တကယ်တော့မေအောင်လိုင်ကတနိုင်ငံလုံးစာသင်ကျောင်းတွေကိုစစ်တပ်ရဲ့လေကျောင်းတက်ခိုက်မှုတွေကြောင်းကျောင်းသားကျောင်းသူတွေကလေးငယ်တွေသေဆုံးပြီးကျောင်းတွေအကြီးအကျယ်ပျက်စီးနေတာကိုတော့ထည့်သွင်းပြောဆိုသွားခြင်းမရှိပါဘူး။ သူကဒီကောချုပ်ပြောဆိုရမှာနိုင်ငံကိုဒုက္ခရအောင်မလုပ်ကြဘူးလဲပြောဆိုအဆုံးသက်ထားပါတယ်ကျွန်တော်အလေးနဲ့ပြောပြရစေကျွန်တော်တို့နိုင်ငံကိုဒုက္ခရအောင်တော့မလုပ်ကြဘူးပြောချင်ပါတယ်တိုင်းပြည်ကအောင်လုပ်ကြဖို့ပူးပေါင်းဆောင်ရွက်ကြဖို့ပြောလိုပါတယ်လို့မင်းအောင်လိုင်ကဆိုပါတယ်မင်းအောင်လိုင်ကဒီနေ့အခမ်းအနားမှာရေးလာတဲ့ဆောင်ရွက်တဲ့ကအကြောင်းအရာတွေဖတ်ပြပြီးတဲ့နောက်သူ့အနေနဲ့နောက်တဲ့7မိနစ်လောက်ပြောပြစေဆိုပြီးသူ့အမြင်တွေကိုထည့်ရမြရာတွေထပ်မံပြောဆိုသွားတာလည်းဖြစ်တယ်လို့သိရှိရပါတယ်ရှင် ဆလဘီမြောင်းမြောင်းမြို့နယ်ဇရက်ကုန်းကျေးရွာကိုစစ်တပ်ကလေရင်နဲ့ဗုံးကျဲမှုပြည်သူ၁၂အပြင်းထန်တရားရရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမြောင်းမြောင်းမြို့နယ်ဇရက်ကုန်းကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းနဲ့ဗုံးကျဲတိုက်ခတ်ခဲ့ရာအရဲသားပြည်သူ၁၂အပြင်းထန်တရားရရှိခဲ့ကြောင်းဒေသနေပြည်သူများကအခုလိုပဲပြောဆိုထားပါသေးတယ်။ ယနေ့အော်တိုဘားလ15ရက်နေ့နက်8နာရီခန့်ကမြောင်မြို့နယ်ဇရက်ကုန်းကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီရဲ့တရဦးလေတပ်မှတက်လာတဲ့ Jet Fighter လေးတွေပေါင်150ဘုံးသီးတစ်လုံးကျဲချခဲ့ပြီး Rocket နဲ့၈ကြိမ်ပစ်ခတ်ခဲ့ရာအမျိုးသား6ဦးနဲ့အမျိုးသမီး9ဦးစုစုပေါင်း17ဦးအပြေးထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။လေရင်ကမန္တလေးတက်တဲ့ဦးတက် Jet Fighter ပြ ဘုံကပေါင်250ဘုံတလုံးရွာရဲ့တောင်ဘက်မှာရှိတဲ့တောဆက်အနီးကိုကျတယ်ရွာထဲကိုတော့ rocket နဲ့ရှစ်လုံးနေရရှစ်နေရကိုပစ်သွားတယ်မြေပဲလှမ်းမှုပြင်ဆင်နေတဲ့အမျိုးသမီးကတော့ bike ပွင့်ထွက်သွားပြီးအသက်အနည်းဆိုရင်ရတယ်ကျဲတဲ့တရားရရှိတဲ့သူတွေကတော့ခြေပြက်လက်ပြက်တွေလည်းပါတယ်လို့ဒေတာကပြည်သူတို့ကခုလိုပဲပြောဆိုထားပါတယ် အခုလိုအကြမ်းဖက်စစ်ကောင်စီကလေးနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူများကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကစေကူတာပေးလျက်ရှိကြောင်းသိရှိရပါသည်။ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလ23ရက်နေ့ညနေပိုင်းကလည်းမြောင်မြို့နယ်စည်ရကုန်းကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့သောကြောင့်အရက်သားပြည်သူ9ဦးသေဆုံးခဲ့ရကြောင်းသိရှိရပါသည်ရှင်။အာဆီယံအနေနဲ့မြန်မာစစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုပြည်ပသက်သားညင်းရဲမလေးရှားနဲ့ထိုင်းနိုင်ငံကြားရဲ့ဝင်ကြီးဟောင်းနှစ်ဦးနဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကတိုက်တွန်းလိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာဆီယံအနေနဲ့မြန်မာစစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုပြည့်ပြည့်စုံစုံညှင်းပယ်ရန်မလေးရှားနဲ့တိုင်းငံကြိုင်ဝင်ကြီးဟောင်းတို့နဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကယနေ့ထင်ရှားချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။အဆိုပါကြေညာချက်ကိုမလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်းဒတ်တိုစရီဆိုင်ဖူတင်အဗ်ဒေါ်လာ နဲ့ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဟောင်းခွန်ကာစစ်ပရမီယာမြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM အဖွဲ့ဝင်သုံးဦးကထုတ်ပြန်လိုက်ခြင်းဖြစ်ပြီးယခုအော်တိုဘားလအတွင်မလေးရှားနိုင်ငံကွာလာလပူးမြို့တွင်ပြုလုပ်မဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်စေအုပ်စုရဲ့အထူးရောင်ရွေးကောက်ပွဲကို ပြပြသားသားညင်းပယ်ရန်မြန်မာနိုင်ငံအပေါ်မဟာဗျူဟာများပြန်လည်သုံးသပ်မှတ်ရန်တောင်းဆိုလိုက်ခြင်းဖြစ်ပါသည် အော်တိုဘာလ9ရက်နေ့မလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟာဆန်ရဲ့နေပြည်တော်ခီးစင်နဲ့မြန်မာနိုင်ငံတွေကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလွတ်လပ်တရားမျှတမှုပွင့်လင်းမြင်သာမှုနဲ့ယုံကြည်စိတ်ချရသောလုပ်ငန်းရှင်များအတွက်အနေဆုံးစံနှုန်းများကိုချမှတ်ခဲ့ပြီးနိုင်ငံတော်ကျင်းပတဲ့ကြောင်းနိုင်ငံရေးပါတီများအားလုံးကပါဝင်ဆောင်ရွက်တဲ့ကြောင်းစေုပ်စုကိုတိုက်တွန်းခဲ့ပါတယ်မလေးရှားနိုင်ငံသားဝင်ကြီးထုတ်ပေါ်ပြောဆိုခဲ့သောစံသက်မှတ်များနဲ့ အစိုးစုကဒီဇင်ဘာလ28ရက်နေ့ရက်စတင်ရစီစဉ်ထားသောရွေးကောက်ပွဲကမကိုက်ညီတာကြောင့်အာဆီယံကစိုးစုရဲ့ရွေးကောက်ပွဲကိုပြည့်ပြည့်တသားပယ်ချရမည်ဖြစ်ကြောင်း အာဆီယံစေအုပ်စုရဲ့ရွေးကောက်ပွဲကိုမပယ်ချလင်မြန်မာပြည်သူများအပေါ်တစ်ဆာပေါက်လိုက်ခြင်းဖြစ်ပြီးဒေတာတွင်းမှာရက်ဆက်ကြမ်းကြုတ်သောဆရာနာရှင်ကိုဆုချခြင်းဖြစ်လိမ့်မယ်လို့တတိပေးထားပါဗျ။စေအုပ်စုကမလေးရှားနိုင်ငံခြားရေးဝန်ကြီးရခိုင်စင်ကိုလိန်လယ်ဝါရဖျက်ခဲ့ပြီးအာဆီယံကမြန်မာနိုင်ငံသို့ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များဆေးလွှတ်မယ်လို့ကတိပြုခဲ့တဲ့ဝါရဖျက်ပြောင်ပြောင်တင်းတင်းလိန်လယ်ခြင်းမှာတရားဝင်မှုရရှိရေးကြိုးပမ်းမှုတည်ရဖြစ်ကြောင်းထောက်ပြထားပါဗျ။ မြန်မာစေယုစုကအာဆီယံမော်သဘောတူညီချက်ကကိုအကောင့်တဲ့ဖို့ရဲ့ပြက်ကွယ်ခဲ့မှုမှာအာဆီယံရဲ့ကြာရှုံးမှုအပြည့်ဝင်ခံရမည်ဖြစ်ပြီးဒေတာတွေနိုင်ငံများအကြားနိုင်ငံဖြတ်ကျော်ရည်စွဲမှုများတိုးပွားလာစေခြင်းအဖွဲ့ဝင်နိုင်ငံများအကြားအနာဂတ်ဆက်အနာသိမ်းမှုဖြစ်လာစေရန်ခွင့်ပြုစေတဲ့ကဲ့သို့ဖြစ်ခြင်းပြည်သူထောင်ချီတက်ဖြတ်ခြင်းကိုလစ်လျူရှုခြင်းနဲ့အာဆီယံအနေနဲ့မိမိအဖွဲ့အတွက်အရေးကြီးသောဆုံးဖြတ်ချက်များကိုဥဆောင်ထိန်းချုပ်ရန်အင်အားနဲ့ဩဇာမရှိတော့ခြင်းများဖြစ်ပေါ်စေကြောင်းထောက်ပြထားပါသည် အာနာဒိစီယုစုအုတ်ချုပ်ရေးရဲ့ အကျန်းဖတ်မှုများအမြင့်ဆုံးအဆင့်သို့ရောက်လာတဲ့အချိန်မှာအတုအယောင်ရွေးကောက်ပွဲမှာလည်းလီးကက်လာသောကြောင့်အာဆီယံအဖွဲ့အနေနဲ့လုံဆောင်နိုင်တဲ့နောက်ဆုံးအခွင့်အရေးတစ်ခုပဲကျန်ရှိတော့ကြောင်းပထမဦးစွာအာဆီယံဟာစစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုစက်ကျင်ကြောင်ပြည့်ပြည့်သားသားရှင်းရှင်းလင်းလင်းပြောကြားသင့်ပြီး၎င်းနဲ့ပါဝင်ပတ်သက်ခြင်းမရှိစေရတဲ့ရွေးကောက်ပွဲရလဒ်ကိုပယ်ချရမည်ဖြစ်ကြောင်းစစ်မှန်ပြီးအလုံးပါဝင်နိုင်သောငြိမ်းချမ်းရေးသဘောတူညီချက်ကိုရရှိရန်နိုင်ငံရေးအကျဉ်းသားများအလုံးလှုပ်ပေးရန် တရားဝင်နိုင်ငံရေးပါတီအလောပါဝင်နိုင်ရန်တိုက်ပွဲများရက်ဆိုင်ရန်နိုင်ငံတကာစောင့်ကြည့်လေးလာရေးအဖွဲ့များလာရောက်နိုင်မှသာလျှင်စစ်မှန်ပြီးယုံကြည်စိတ်ချရသောတိုင်းနိုင်ငံလုံးအတိုင်းအတာနဲ့ရွေးကောက်ပွဲများကိုမြန်မာနိုင်ငံတွင်ကျင်းပရန်ဖြစ်ကြောင်းထောက်ပြထားပါသည်။ ဒါအပြင်အာဆီယံဘောသဘောတူညီချက်ကားချက်ကိုမြန်မာစစ်တပ်ကအကောင့်ထဲမပေါ်ရန်နဲ့မြန်မာစစ်တပ်ကိုရှုတ်ချမှုမှကဲလွတ်ခွင့်မပေးရန်တင်းကျပ်ရမည်ဖြစ်ကြောင်းစစ်တပ်ကိုယ်စားလှယ်များနဲ့စစ်တပ်ခေါင်းဆောင်များကိုအာဆီယံအစည်းအဝေးတွင်ပိတ်ပင်မှုများတိုးချဲ့ရန်လည်းတိုက်တွန်းထားပါသည်။ တတိယအနေနဲ့အာဆီယံကမြန်မာနိုင်ငံအပေါ်ရှင်းလင်းပြတ်သားသောနောက်ဆုံးဂိတ်ဖြစ်တဲ့မဟာပြူဟာအသစ်တရက်ကိုစတင်ရ48ကြိမ်မြောက်ထဲသည့်အစီအဝေးကိုအသုံးပြုရမည်ဖြစ်ပြီးလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနဲ့အနာဂတ်အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်တို့ကအာဆီယံအထူးသရမန်တန်စရစ်အော်မန်ဟာရှန်နဲ့အတူအာဆီယံရဲ့အထူးဆောင်ရွက်မှုများပါဝင်တဲ့မူဝါဒများကို ချမှတ်ရမည်ဖြစ်ကြောင်းတိုက်တွန်းထားပါတယ်။ အထူးအဖြစ်လေကြောင်းတိုက်ခိုက်မှုများရပ်တည့်ရနိုင်ငံရေးအကျဉ်းသားအလုံးကိုချက်ချင်းပြန်လွတ်ပေးရင်အာဆီယံနှင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ကထောက်ခံအားပေးပြီးတနိုင်ငံလုံးအပြစ်ကတ်ရစဲရေးကိုနိုင်ငံတကာမှစောင့်ကြည့်လေ့လာသူများမှစောင့်ကြည့်နေတဲ့တိုက်ခိုက်မှုအလုံးကိုချက်ချင်းရစေနိုင်ရန်တရမန်ရေးရကြိုးပမ်းမှုများကိုအရှိန်ပြည့်စောင့်ရရန်တို့ပါဝင်ကြောက်ခုလိုပဲသိရှိရပါရရှင်